်ဆပ်လင်းနေမအောင်လို့အဲအဲ့လိုဝတ္ထုတွေမှာသူတို့ပြောတဲ့ချိန်ကြတာတို့ရွှေဥတော်တို့ဘာတို့တွေမှာလဲကျွန်တော်ပြောတဲ့ချိန်ကြရဲ့လက်ဖေးတောက်တဲ့ချိန်ဆိုလို့ရှိရင်ကက်ကာဆိုင်သွားကြမယ်ကက်ကာတောက်မယ်ပေါ့နော်ဒါလေးကိုအာကျွန်တော်တို့က inspiration ယူပြီးတော့မှလုပ်ဖြစ်တာပါ ့ဆိုင်ဆိုပြီးတော့မှအဲကျွန်တော်တို့ကအဲထမင်းနဲ့ကိုမောင်ကျော်ရောင်းနေရင်တော့ကျွန်တော်လက်ဖက်ဆိုင်တို့ကျွန်တော်မခံယူဘူးပေါ့နော်ဒါပေမဲ့တချို့ကကြောက်လဲဆိုင်ထဲမှာဆေးလေးတောက်တာမကြိုက်တဲ့သူရှိမယ်အဲ့လိုလူမျိုးတွေအတွက်ကြောက်လဲကျွန်တော်တို့ကအရင်အဆင်ပြေချင်မှပြင်မယ်ပေါ့နော်လပေးရဲမှာဆိုတော့ကကာဒီကိုအများဆုံးမှာကြပါရှင့်ဆိုင်ယာစိကနီချာလေးဖြစ်ပါတယ်အစားတောက်ထဲမှာတော့ပန်းစိခောက်ဆဲလေးကိုမှာကြပါရရှင့်ကျွန်တော်ကြိုက်တဲ့ အာကျွန်တော်လုတ်ချင်တဲ့အရာတွေအကုန်လုံးကိုကျွန်တော်မျက်စိဆုံးပိတ်ပြီးတော့အာလုတ်ခဲ့တဲ့ဆိုင်လေးပါဟုတ်အဓိကကတော့စိုင်တယ်မယ်ကတော့ကျွန်တော်စိုင်တယ်မယ်တော့ကကဆိုင်ပေါ့နော် ာကာဆိုင်ကိုအဓိက inspiration ယူပြတာကတော့ကျွန်တော်တို့လည်းငယ်ငယ်တုန်းကဆိုလို့ရှိရင်ဝတ္ထုတွေဖတ်တယ်လေဝတ္ထုဖတ်တဲ့အချိန်မှာ sapling နဲ့မောင်တို့အဲအဲ့လိုဝတ္ထုတွေမှာသူတို့ပြောတဲ့အချိန်ကြတာတို့ရွှေဦးတောင်းတို့ဘာတို့တွေမှာလည်းကျွန်တော်ပြောတဲ့အချိန်ကြရဲ့လက်ဖေးတောက်တဲ့အချိန်ဆိုလို့ရှိရင်ကာကာဆိုင်သွားကြမယ်ကာကာတောက်မယ်ပေါ့နော်ဒါလေးကိုအာကျွန်တော်တို့က inspiration ယူပြီးတော့မှလုပ်ဖြစ်တာပါပြီးတော့အိန္ဒိယမှာလည်းကကာဆိုတဲ့ဟာကကျွန်တော်တို့က angle ပေါ့တော့ဥလေးပေါ့နော်ဥလေးကနေဖြော်တဲ့ဆိုင်ဆိုတော့ကကာဆိုင်ဆိုပြီးတော့ပဲကျွန်တော်ကအလွယ်ကူသုံးကြတယ်ဆိုတော့ကျွန်တော်ကအဲ့ဒါလေးကိုသဘောကျလို့ဒီဆိုင်လေးကိုကကာဆိုင်ဆိုပြီးတော့အပြည့်ပြတ်သွားတာ အာကျွန်တော်တို့ vibe ကတော့9060လောက်ပေါ့နော်အာ9060လောက်မှာကျွန်တော်တို့ပေါ်ခဲ့ဘူးတဲ့အာ decoration လေးတွေအဲအဲ့လိုပုံစံမျိုးလေးတွေကိုကျွန်တော်က inspiration ယူထားတယ်အာပြီးသွားတဲ့အခါကျတော့နည်းနည်းလေး antique ဖြစ်မဲ့ဘက်ကောအာနောက်တစ်ခါကျတော့ကျွန်တော်ကခစ်တခစ်ထဲကိုလည်းကျွန်တော်တို့ကယူထားတာမဟုတ်ဘူးပေါ့နော်အာကျွန်တော်တို့လူပြိုဘွားတုန်းကအာငငယ်တုန်းကလက်ဖိဆိုင်ထိုင်ခဲ့ရတဲ့အာပုံစံဘောင်းစုံပေါ့နော်အဲ့အရာလေးတွေကိုကျွန်တော်ကသဘောကျတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့ဒီအဲ့ခန်းစားချက်နဲ့ကျွန်တော်ခန်းစားချက်နဲ့

အာကမ်ပောင်းလေးကျွန်တော်တို့နောက်ပြီးတော့ဒီတက္ကသိုလ်ရဲ့အငွေတက်ကလေးလေးရှိတော့ဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒီတက္ကသိုလ်နဲ့ပတ်သက်တဲ့အငွေတက်ကလေးနောက်ပိုင်းဆိုလို့ရှိရင်လည်းဒီတက္ကသိုလ်မှာရောင်းချမဲ့အစားတောင်လေးပေါ့နော်ကျွန်တော်ကန်နင်းမှာစားခဲ့တဲ့အာတကယ်လက်ဖေးဆိုင်ဒီမှာထိုင်လို့ရှိရင်ကျွန်တော်စားခဲ့ရတဲ့မီနူးလေးတွေလည်းကျွန်တော်ဒီဘက်မှာဆိုလို့ရှိရင်ထပ်ထိုးသွားဖို့ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ကခစ်တေအားလုံးထဲကျွန်တော်တို့အာ Android လုပ်လို့ရမယ်ကျွန်တော် Chill လုပ်လို့ရမယ်အာလက်ဖေးတောက်ပြီးတော့ Chill လို့ရမယ့်နေရာလေးကိုကျွန်တော်ဖန်တီးထားတာ ဒါကတော့ခောက်ဆွဲ9ရေကုန်လေးပါရှင်။ခောက်ဆွဲကိုကြော်ပြီးတော့ပြန်တုပ်ပေးလို့ရပါတယ်ရှင်။9ရေကုန်ကြော်လေးလည်းထည့်ပေးထားပါတယ်ရှင်။အော်တူတူစိုက်စားရတာပါရှင်။ဒါကတော့ကကဆိုင်မှာရတဲ့စမူစာကြော်လေးပါရှင်။အရှင်ရင်လေးနဲ့တွဲစားလို့ရပါတယ်ရှင်။ဘယ်မှာမှမရပါဘူးရှင်ကကဆိုင်မှာပဲရတာပါ။ဒါကတော့ကြည်ရကိုကြော်တုပ်ကလေးပါဒီထဲမှာတော့ပဲလေးပါပါတယ်နော်မဒါကတော့ကကဆိုင်ရဲ့ signature လေးပါရှင်ပန်းသေးခောက်ဆွဲလေးပါရှင်ပန်းသေးခောက်ဆွဲကြော်ပြန်တုပ်ပေးထားတာပါရှင် လူကြိုက်အများဆုံးပါရှင်အပြင်မှာမရပါဘူးရှင်ကာကာဆိုင်မှာပဲရတာပါရှင်ဒါလေကျွန်တော်ခုနပြောသလိုပေါ့ကျွန်တော်တက်နိုင်သလောက်ကျွန်တော်လက်လန်းမိခဲ့တဲ့ခေတ်ချင်းတွေတခုကိုကျွန်တော်ပြန်သွားကျင်တာဟုတ် ပြန်သွားကျင်တော့အဲ့ဒီဟာလေးတွေကျွန်တော်ရှာလို့ရတဲ့ဟာလေးတွေကျွန်တော်သုံးလို့ရတဲ့ဟာလေးတွေအာကျွေစိန်ခွက်ကတော့လည်းအခုနောက်ပိုင်းဒါ trans တစ်ခုနေနဲ့လည်းပြန်သုံးကြပါတယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့မှာသုံးတဲ့ဒစိကအစပေါ့နော်ကျွန်တော်တို့အာလက်နဲ့ရိုက်တာတော့တကယ်ဖောင်းသွားတဲ့ဟာလေးကိုကျွန်တော်ပူပြီးတော့ organic ဖြစ်စေချင်တာပေါ့နော်ပူပြီးတော့သုံးစေချင်တာဆိုတော့ကျွန်တော်အဲ့လိုပုံစံလေးတွေတော့စုပြီးတော့ဖန်တီးဖြစ်တာပါဒါကျွန်တော်ရဲ့အိမ်မက်ထရဆိုင်လေးပုံစံလေးကျွန်တော် လုပ်ထားတာပါကျွန်တော်ကြိုက်တဲ့အာကျွန်တော်လုပ်ချင်တဲ့အရာတွေအကုန်လုံးကျွန်တော်မျက်စိဆုံးပိတ်ပြီးတော့အာလုပ်ခဲ့တဲ့ဆိုင်လေးပါဟုတ် ကျွန်တော်ကတော့ဒီဆိုင်လေးပေါ့เนาะကျွန်တော်တို့အခုခင်မှာဒီလိုဆိုင်နေရှားလာတယ်ကျွန်တော်ပြောသလိုပေါ့လက်ဖေးဆိုင်ဆိုပြီးတော့မှအဲကျွန်တော်တို့ကအဲထမင်းနဲ့ကုန်းပေါင်ကြော်ရောင်းနေရင်တော့ကျွန်တော်လက်ဖေးဆိုင်လို့ကျွန်တော်မခံယူဘူးပေါ့เนาะကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမျိုးအာစားဖွဲ့စုံတွေမှာကျွန်တော်မထိုင်နေဘူးပေါ့เนาะကျွန်တော်ကလက်ဖေးဆိုင်ဆိုလက်ဖေးစစ်စစ်ရောင်းပြီးတော့လက်ဖေးဆိုင်နဲ့သက်ဆိုင်နဲ့မုတ်ရောင်းတဲ့ဆိုင်မှာပဲထိုင်နေတာဆိုတော့အဲ့လိုဆိုင်တွေကလည်းနည်းနည်းရှားလာတယ်ကောင်းတဲ့ဆိုင်တွေလည်းအများကြီးရှိပါတယ်အဲ့ထဲကနေပြီးတော့မှကျွန်တော်တို့ကလည်း ကိုလိုချင်တဲ့ပုံစံကိုထိုင်ချင်တဲ့ပုံစံကျွန်တော်တို့တငယ်ချင်းတွေထိုင်ချင်တဲ့ပုံစံမျိုးလေးဖန်တီးပြီးတော့မှဒီလိုဆိုင်လေးကိုဖွင့်ပြတာပါ ယ်ချင်းတွေများများတော့အဆင်ပြေလို့တို့ကြိုက်ကြပါတယ်ကျွန်တော်တို့အသက်အရွယ်တစ်ခုပေါ့နော်အာကျွန်တော်တို့ concept ကိုသိတယ်ကျွန်တော်တို့ရဲ့အာခန်းစားချက်ချင်းနားလည်တဲ့တူတဲ့သူတွေပေါ့ဒါပေမဲ့တချို့ကကြောက်ရလဲစိုက်ထဲမှာဆစ်လေးတောက်တာမကြိုက်တဲ့သူရှိမယ်အဲ့လိုလူမျိုးတွေအတွက်ကြောက်ရလဲကျွန်တော်တို့ကအရင်အဆင်ပြေချင်မှပြင်မယ်ပေါ့နော်ဒါပေမဲ့လည်းကျွန်တော်တို့ကလည်းဒီမှာလာကလေးကကျွန်တော်တို့ vibe ကိုကျွန်တော်တို့ရဲ့ပုံစံလေး အရင်ခေတ်မှာနေခဲ့တဲ့ပုံစံလေးတွေကျွန်တော်တို့တောက်ခဲ့တဲ့ပုံစံလေးတွေကိုပြပြခန်းစားဖြစ်တဲ့အတွက်ကြောင့်မို့လို့အဲ့တခုကတော့ကိုကြိုက်တဲ့ကက်ဆက်မာတွေကျွန်တော်အားပေးနေတဲ့ကက်ဆက်မာတွေအတွက်တော့ကျွန်တော်ကခေါင်းမာပြီးတော့ဆက်လုပ်နေရအောင်ပါပဲပေါ့နော်ဟုတ်ကျွန်တော်တို့ကိုကြိုက်တာကိုကိုလုတ်တဲ့အချိန်မှာကိုကြိုက်တဲ့အတိုင်းအာကြိုက်တဲ့သူတွေလည်းအများကြီးရှိရဆိုတာကိုတွေးတော့လေအာကျွန်တော်အများကြီးဝမ်းသာပါတယ်အော်လပိကတော့ကျွန်တော်တို့လေအပြင်ဈေးနဲ့တူတူပါပဲကျွန်တော်တို့လေ market rate တိုင်းပဲကျွန်တော်တို့အာရောင်းချပေးနေတာဖြစ်ပါတယ်ဟိုကျွန်တော်တို့ဒီလို standard တစ်ခုရှိတဲ့စိုင်တန်းရောင်းချတဲ့ဈေးကိုပဲကျွန်တော်ရောင်းပေးနေတာပါ ဓိကကျွန်တော်တို့ဆိုင်မှာရောင်းတဲ့လက်ဖေးရတော့အအစိမ့်ဖောက်ပေါ့နော်ကျွန်တော်တို့ကနှက်ဖြော်မဟုတ်ဘူးကျွန်တော်တို့ဆိုင်မှာတကယ်အဟိုးအရင်ကတောက်တဲ့အတိုင်းပဲကျွန်တော်တို့ကအစိမ့်ဖောက်ဆိုရယ်လက်ဖေးကိုကျွန်တော်တို့ကဖြော်ရောင်းတာအပြီးသွားတဲ့အခါကျတော့ကျွန်တော်စီလုံးတီးလေးရောင်းပေးတယ်ပြီးတော့ကျွန်တော်တို့ signature ကကတီးပေါ့နော်အဲ့ဒါလေးဆိုလို့ရှိရင်လည်းကျွန်တော်ရောင်းပေးပါမယ် ဒါကတော့ရွှေတောင်ခောက်ဆွဲလေးပါအပေါ်မှာတော့ဒါပူထားပါရှင်ဘဲဥလေးလည်းပါပါတယ်နော်ဒါလည်းကကဆိုင်မှာပဲရတာပါရှင်ဒါကတော့ခိုးကောင်ခိုးတောင်ခောက်ခိုးတောင်မုံဒီလေးပါရှင်ကကဆိုင်မှာပဲရတာပါရှင်ဒါကတော့မနှမ်းပူချက်ကလေးပါအပေါ်မှာကြက်ရည်ကုန်ကြော်လေးလည်းပါပါတယ်ရှင်တွဲစားလို့လိုက်ဖက်ပါတယ်ဒါကတော့ကြက်ကီးမလေးဖြစ်ပါတယ်အထက်မှာကြက်သားလေးကြက်သားလေးနဲ့အသီးရွက်ကလေးနဲ့လုပ်ပေးထားပါရှင်အရှင်လေးလည်းပါပါတယ်နော်ဒါကတော့ပဲဘစ်စကစ်ဖြစ်ပါတယ်ဒီမှာပဲလေးနဲ့တွဲစားလို့ရပါတယ်ရှင်

ဒိုင်မွန်ကွန်ဒိုပေါ့နော်ကျွန်တော်တို့ဒါပြည်လန်းနဲ့နန်နတော်လန်းတောက်မှာရှိတယ်ဒိုင်မွန်ကွန်ဒိုမှာတဆိုင်ပထမကျွန်တော်ရဲ့ဆိုင်ကတော့ပလဲကွန်ဒိုမှာပလဲကွန်ဒိုအောက်မှာပေါ့ကပိုင်ဖျားလန်းပေါ့မှာကာကာဆိုင်တက်ကအဲ့ဘက်မှာပေါ့နော်ဒီဘက်မှာတော့ကာကာဆိုင်နဲ့နေနေဒီမှာရှိတာပါနောက်ဆိုင်ခွဲကြီးလည်းကျွန်တော်အများကြီးဖွင့်သွားအောင်ပါဟုတ်ပါတယ်ဒီဖိုက်တိုင်းမှာပဲအာကျွန်တော်တို့ခုနပြောသလိုပေါ့နော်ကျွန်တော်တို့ ਨੇ အကြိုက်ချင်းတူတယ် အာကျွန်တော်တို့ရဲ့ concept ကိုကြိုက်တယ်ဆိုလို့ရှိရင်ကာကာဆိုင်ကနေပြီးတော့အမြဲဖိတ်ခေါ်ပါတယ်။လက်ဖိတ်ရင်လည်းပတ်သက်ပြီးတော့ကျွန်တော်တို့ဘယ်တော့မှမျက်နှာမငယ်ရအောင်ကျွန်တော်တို့ပြုပြင်ထားပါတယ်။တိတ်ချလဲအာရောင်းချပေးနေပါတယ်။ဒါလေးကိုတော့ဒီကနေ့ပြောချင်ပါတယ်။